်အမေရိကန်ရဲ့နောက်ဆက်တွဲကလေး after shock တွေကဆိုရင်မှတ်ကိုပြန်လိုက်ပြီးတော့ရောက်ရှိသွားပြီဖြစ်ပါတယ်ဒီကနေ့မှာတော့၅ရက်သမအထက်တွေ၄ရက်သမအထက်တွေကြီးပဲတောက်လျှောက်ကို၆ချိန်ခဏချိန်လောက်ဒီကနေ့တနေ့တဲမှာ AB လာ7ရက်အတွင်းမှာပဲလုတ်ကတ်သွားတာဖြစ်တဲ့တော့ဒီတွေကြားမှာတော့ဆွေဘူပါမှုတွေမြင့်တက်လေးရှိပြီးတော့နောက်ဆက်တွဲကလေးတွေကရက်သက်မနေသေးပဲကွတတီပုံမှုပြီးတော့တရပတိရဲ့ပြန်လဲပြင်းထန်နေတာဖြစ်တဲ့တော့လူသူကြားမှာဆွေဘူပါမှုမြင့်တက်နေတာပါ အမေရိကန်ဘူမိဗီဒာနဲ့အင်္ဂလင်လေးလာရေးအဖွဲ့ကြီးဖြစ်တဲ့ USGS ကိုရိုင်းကလေးမြောင်းနိုင်ငံမှာ9ရက်သမအထက်နဲ့6ရက်သမအထက်ကနောက်ဆက်တွဲအင်္ဂလင်တွေလုံခတ်နိုင်စွာရှိတယ်ဆိုပြီးတော့ပိုပတ်တုံကအသေးလေးကိုထုတ်ပြန်ကြေညာထားတာလေးဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲမြောင်းနိုင်ငံမှာဒီကနေ့မှဆိုရင်9ရက်သမအထက်နဲ့4ရက်သမအထက်တွေစေဂျင်းနီးပေါက်ကိုနိုင်ငံသားဝန်မှာလှုပ်ခတ်သွားတာကိုတွေ့ရပါတယ်။အထူးသဖြင့်တော့မန္တလေးမှာဆိုရင်လုံးဝလုံးဝကိုမရက်သေးတာပါ။ဒါကြောင့်ပြည်သူတွေနော်အလကားပြောတာမဟုတ်ဘူးတတိဆိုတာပိုသည်မရှိဘူး။ လုံးဝလုံးဝကိုယူဆိုင်မှာရပါမယ်။မြမငလင်သတင်းများစင်တာကိုရင်ကလေပြည်သူတွေလုံးဝမပေါ်စကြဘူးကူနှုတ်ဆက်တွင်းငလင်တွေကတောက်လျှောက်ကိုလုံးလာအောင်မှာဖြစ်ကြောင်းဝေဒီကနေ့မှာပဲအေးပေါ်အသည့်ပြီးထုတ်ပြန်ထားတာကိုလေတွေ့ရပါတယ်။ဒါကြောင့်မလို့မြန်မာနိုင်ငံဟာသဘောဝဘီအန်ဒီမြောက်စွာနေရင်ဆန်ကျုံတွေ့နေရတဲ့အကြားကပြည်သူတွေအနေနဲ့ လုံးဝကိုဒရီမီလီပို့တော့ဒီကနေပဲတိုက်တွန်းပြစေပြဒီကနေလောက်ခတ်သွားတဲ့အင်အားငရတမအထက်ရှိတဲ့ငလင်ကိုသင်္ကန်းစာယူရင်နောက်ဆက်တွဲငလင်တကိုသတိပြုကြဖို့အတွက်ပြည်သူတွေကိုရေးဖို့ပဲတိုက်တွန်းပြစေဒီကနေလောက်ခတ်သွားတဲ့ငလင်တွေထက်ကမှအင်အားအနှဲငယ်တွေမပါဘဲနဲ့တိတိတသာလောက်ခတ်သွားတဲ့ငလင်တွေကိုပြန်လည်ပြီးတော့ပြောပြရမယ်ဆိုရင်ဝန်ဒီမျိုးအနီမှာမနက်၈:၄၃ခန်းကအင်အား၃နှစ်သမားရစ်ချစ်စတာစကေးရှိတဲ့ငလင်ကလောက်ခတ်သွားတယ် တောင်ဦးမြို့နီးမှာမနေ့9နိုင်ခန်းက AR 4.3 register scale ကလောက်ကသွားရီဝမ်းနေမြို့နီးမှာနေ့လယ်7:00နာရီအလောက်မှာ AR 5.3 register scale ကြီးလောက်ကသွားတာကိုတွေ့ရတယ်မလိုင်မြို့နီးမှာနေ့လယ်7:30နာရီခန်းမှာဒါ AR 4.3ကို register scale လောက်ကသွားတယ်တကုံမြို့နီးမှာညနေ3:20နာရီခန်းက AR 4.3အဆက်လောက်ကသွားတာကိုတွေ့ရတယ်ဆိုတော့ပြည်သူတွေနောက်ဆက်တွဲငလင်တွေကတောင်းလျှောက်ဝင်အားပြန်လဲပြင်းလာတာကိုတွေ့ရတယ် ။ဒါကြောင့်သတိပြုပြီးတော့နေထိုင်ကြပါ။သတိဆိုတာလုံးဝလုံးဝကိုပိုသည်မရှိဘူးဗျာနော်။နောက်ထပ်သတင်းကတော့မိုးလုံသားသတင်းတွေကိုဆက်လက်ပြီးတော့သင်ဆက်ပေးခြင်းပါတယ်။မိုးလုံသားပညာရှင်ဦးဝင်းနိုင်ကအိန္ဒိယမိုးလုံသားဌာနရဲ့ထုတ်ပြန်ချက်ကိုကိုးကားပြီးတော့ယခုဖြစ်ပေါ်နေတဲ့မုန်တိုင်းခြောက်နောက်လေးရက်တွင်မိုးရွာနိုင်တဲ့အခြေအနေတွေကိုဒေသတွေကိုအသိကျဖို့ဖော်ပြထားတာကိုတွေ့ရပါတယ်။မိုးလုံများနိုင်တဲ့ငလင်တန်းတိဒေသများကတော့အေဘီလာ73ရင်းနေ့ ဆလီနေစကိုင်းများအတွင်မှာနေပြီးတော့ဘကူတိုင်းတောင်ငူစွာထန်းနေပင်ဘကူအရှိပေါ်ဗျာပြီးတော့ပြေဘကူအနောက်ဘက်မှာရှိတဲ့เนาะအဲ့ဒီပြေတော့မှာ24နိုင်အတွင်မိုးရေကြိမ်30မီလီမီတာအထက်မိုးထစ်ချုံမိုးကြီးတိုင်းကြောင်တိရပါတယ်အဲဒါကြောင့်ပြည်သူတွေကယူဆိုင်ပါငလင်းတန်းတဲ့မန္တလေးတိုင်းစကိုင်းတိုင်းတို့မှာ24နိုင်အတွင်မိုးရေကြိမ်30မီလီမီတာအောက်မိုးတင်တင်မှမိုးများတိုင်းကြောင်ဝေးနိုင်ကခံမှန်ပြထားပါတယ်ဒါပြီးအေဗီလာ73ရင်းနေ24ရင်းနေ ဆင်ဂါရီမြောင်အတွင်းငလင်တန်းကိုစိုးရွားစွာမခံရတဲ့တိုင်းနယ်ပြည်နယ်များဖြစ်တဲ့ချင်းပြည်နယ်၊ကယားပြည်နယ်၊မကွေးတိုင်း၊ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာ24နာရီအတွင်း30မီလီမီတာနဲ့အထက်နေရာကျကျမှာမိုးကြီးနိုင်ကြောင်းသိရပါပြီ။